လူတယောက်အောင်မြင်ဖို့ချမ်းသာဖို့ပျော်ရွှင်ဖို့မှာပဝင်းကျင်ကအရေးပါတယ်။ဒီပဝင်းကျင်ထဲမှာနိုင်ငံရေးခြေနေစီးပွားရေးပညာရေးခွင့်လန်းဒါတွေလည်းအကျုံးဝင်နေ။ဆိုလိုတာကဘုံခုကျင်းနဲ့ပြေးပုံလိုက်စာတင်လိုက်နဲ့အတိတ်ဒုက္ခရောက်နေကြသူတွေရှေ့သွားပြီ။လူငယ်တွေဘလို့ကြိုးစားဘလို့လှုပ်လှုပ်ကိုဘဝကိုပဲဖန်တီးရမှာစသဖြင့် motivation ပေးနေလို့မရဘူး။ သို့ပေမဲ့ ownership mindset လို့ခေါ်တဲ့ကိုယ့်ကိုယ်ကိုတာဝန်ယူတဲ့စိတ်နေစိတ်ထားကလည်းတိတ်အရေးကြီးတယ်။ဒီကာလမှာတိတ်ကိုအံ့ဩလေးစားရတဲ့သူတွေရှိတယ်။အခက်ခဲအကျက်တဲတွေကြားထဲကနေကိုယ့်ကိုယ်ကိုတိဆောက်သွားတဲ့သူတွေအလူငွေတွေလိမ်သွားတာကိုပြောတာမဟုတ်ဘူးနော်။ပညာရေးကိုအဆက်မပြတ်စေတာမျိုးကိုယ့်ကိုယ်ကိုကြမ်းမအောင်နေတာမျိုး မျောလင့်ချက်ကိုအဆုံးရှုံးမခံစေတာဒီလိုလူတွေကိုဆိုလိုပါတယ်။ အင်တာနက်အလွယ်တကူရနေတဲ့နေရာမှာရှိနေလို့မဟုတ်ဘူး။ကောင်းကောင်းအဲ့ကောင်းကောင်းစားရတဲ့အရက်ခြေသားမှာနေနေရလို့မဟုတ်ဘူး။ခေါင်းပေါ်မှာလေရင်တွေဝဲမျက်စိရှိမှာကသွေးတန်တရေရေအနှိဋ္ဌာယုံတွေအပြည့်ကိုယ်တိုင်ရဲ့အသက်နဲ့ခန္ဓာလဲဘယ်နည်းကွဲကွာသွားမယ်ဆိုတာမသိဘူး။ဒီကြားထဲကနေအများအတွက်လဲလှုပ်လှုပ်တယ်။ကို့အတွက်လဲကြိုးစားတယ်။ပရမများမှန်ရင်တော့မနစ်ဘူးဆိုတဲ့စကားကိုလက်တွေ့တက်တည်ပြနေတဲ့သူတွေဖြစ်တယ်။ အချိန်တွေကိုလက်ညှိုးမထိုးဘူးအကြောင်းမပြဘူးအရှုံးမပေးဘူးဆက်ရှင်တန်နဲ့ရုံးကန်နဲ့ကြိုးစားတယ်ဒါကို self responsibility သို့မဟုတ် ownership mindset လို့ခေါ်ပါတယ်တခါတလေကျကျွန်တော်တို့ဟာအချိန်တွေဆိုတာကိုလိုတာထက်ပိုပြီးပြောတတ်ကြတယ်ဒီလောက်စိတ်ဆင်းရဲစရာတွေများနေမှာတော့ဒီလိုနေမိတာပေါ့ဆိုတာမျိုးစိတ်ဖိစီးနေတော့လဲစားမိတာပေါ့မူးယစ်စေတဲ့အရာတွေ သုံးမိတာပေါ့ လင်းမှုကိစ္စတွေမှာမှားယွင်းမိတာပေါ့အလောက်ကိုလည်းဖိဖိစီစီမလုံနိုင်ဘူးပေါ့စသဖြင့်ပေါ့တကယ်ကကို့အနေနဲ့စင်ကြယ်မယ်ဆိုရတယ်ထိမ့်သိမ့်မယ်ဆိုလည်းရတယ်စူးစားမယ်ဆိုရတယ်ထို့ပေမဲ့အချိန်နေရဲ့သားကောင်အဖြစ်ကို့ကိုကိုမြင်ထားလိုက်တဲ့အခါသူ့အောက်မှာလဲဆင်းပေးထားလိုက်ရောတချို့ဆိုကိုလက်အင်ကဆုံးရှုံးသွားတယ်ဒါပေမဲ့ဘဝကိုတော့အရှုံးမပေးဘူး လက်တစ်ဖက်ခြေထောက်တစ်ဖက်ထဲနဲ့အကောင်းဆုံးရှင်တန်နေကြတယ်။အလုတ်ကိုစေတနာပပလှုပ်တယ်။ထထတန်တန်လှုပ်တယ်။ဒီတော့ပဝင်းစင်ကလည်းလက်ပိုက်ကြည့်မနေနိုင်တော့ဘူး။ကိုကြီးဆောင်မခြင်းနှုတ်ကြီးဆောင်မခြင်းတွေနဲ့ကူညီကြတယ်။ဝန်းရံကြတယ်။ဒီလိုလူငယ်တွေလည်း၃ယောက်၄ယောက်မကတွေ့ဘူးတဲ့။စိတ်တကြကြင်လာတိုင်းသူတို့စီကနေအားပြန်ယူရတယ်။ ownership mindset လို့ခေါ်တဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်စိတ်နေစိတ်ထားဆိုတာနေဘဝစိတ်တန်ရာတွေကနေလွတ်မြောက်အောင်ကြိုးစားရမှာလဲအရေးကြီးပြန်တယ်။ငငယ်ကဒီလိုတန်ရာတွေရခဲ့လို့ဒီလိုဖြစ်နေတာပါဆိုပြီးအမြဲအကြောင်းပြနေတာကကိုယ့်အတွက်ရောကိုယ့်ပတ်ဝန်းကျင်ကိုချစ်တဲ့သူတွေအတွက်ပါအဆင်မပြေဘူး။ဒီလိုဖြစ်ခဲ့တာမှန်တယ်။သို့တော့လွန်မြောက်အောင်နည်းနည်းလောက်ဖြစ်ဖြစ်တော့တတ်တာလောက်အောင်ကြိုးစားရမယ်အားထုတ်ရမယ်။ trauma လို့ဆိုကြတဲ့စိတ်ဒဏ်ရာတွေရှိခဲ့လို့ဆိုပြီးနားလည်ပေးတယ်ဆိုတာက ဲ့ဒီစိတ်ဓာတ်ရတွေကနေလုံမြောက်အောင်ကြိုးစားနေတဲ့သူတွေအတွက်ပဲထိုက်တန်တယ်လို့တကူစာအရခံစားရတယ်။ trauma triangle ရပြောရမယ်ဆိုရင်ကိုကိုကိုတားကောင်လို့တွေးထားတဲ့သူက အရာရာကို မလုံမြောက်နိုင်တဲ့တောင်ကြီးတစ်လုံးလို့မြင်တယ်။ပြီးရင်ကဲတင်မဲ့သူရှာတယ်၊မျော့ကိုးတယ်။ကိုကိုကိုတာဝန်ယူတဲ့သူကတော့စိန်ခေါ်မှုလို့ပဲတွေးတယ်။နီးပေးလမ်းပြမဲ့သူကိုရှာတယ်။ပြီးရင်ကိုဟာကိုရုံးကန်တယ်။ မသူ့အပေါ်မှာမအလွန်အမဲမမိခုဘူးကျွန်တော်ဆိုလဲအဲ့ဒီလိုလူကိုပဲကူညီခြင်းနဲ့ငွေကြေးစိုက်ထုတ်ပေးခြင်းနဲ့ကတ်တင်ပေးမဲ့သူဖြစ်မြင်ပြီးရောက်လာတဲ့သူဆိုဝင်ပြီစေလို့ဒါကြောင့်ကျွန်တော်ကိုယ်တိုင်လဲကတ်တင်ရှင်ရှာတယ်လို့မဖြစ်အောင်တတိထားဆင်ရှင်နေအမားရင်တွေလုံးမရင်လဲဒီလိုပဲငါအမားငါပြက်ကွက်တာလို့မြင်တဲ့သူကပြုတ်ပြင်ဖို့လမ်းကြောင်းပေါ်ရောက်လာနိုင်သေးတယ် နေကဒီလိုမို့ငါဖောက်ပြန်မိတာလေတို့လူငယ်မို့မှားသွားတာပါတို့ဘသူဘဝမြောက်ပေးလို့ဖြစ်ခဲ့ရတာလို့တွေးနေတဲ့သူကတော့ပြုတ်ပြင်ဖို့ရမဖြစ်နိုင်ဘူးတောင်းမှန်တာတော့တစ်ဖက်သားကျိန်နဲ့လောက်တဲ့အထိတောင်းမှန်နိုင်မှာမဟုတ်ဘူးအလောက်ခွင်တွေမှာလဲတာဝန်ယူတတ်တယ်တာဝန်ခံတတ်တယ်ခိုင်းမှထလောက်တာမဟုတ်ပဲတက်တက်ကြွကြွလုပ်တယ်စေတနာပါတယ်အမြဲတင်ယူနေတယ်တိုးတက်အောင်ကြိုးစားတယ် လို့လူဆိုဘသူဖြစ်ဖြစ်သဘောကျကြတာကြီးပဲအခွင့်အရေးပေးချင်ကြတာကြီးပဲ Facebook ပေါ်မှာအပြော်သဘောရေးကြတဲ့ဝင်တန်းကကိုဝိုင်းအလုပ်လို့သဘောထားပြီးလုပ်ရအောင်တတိလို့လစာပေးထားတာလည်းမဟုတ်ဆိုတာတွေကိုအတိမယူစေချင်ဘူးမိုးလင်းမိုးချုပ်ဒါပဲလုပ်နေရမယ်ပြောတာလည်းမဟုတ်ဘူးတာဝန်ကျေယုံဆိုတဲ့အဆင့်ထက်ပိုတဲ့စိတ်စေတနာမျိုးစိတ်နေသဘောထားမျိုးထားစေချင်တာအခုနေတော့လစာတူတူပဲဆိုပေမဲ့ တချိန်ကျတိတိတတကွာချားသွားစေမှာကအဲ့ဒီစိတ်နေစိတ်ထားပဲဖြစ်တယ်။လူမှာအတွင်းနဲ့အပြင်အင်တာနက်နဲ့အစ်စတာနယ်ဆိုတာရှိပါတယ်။ကိုယ်တိုင်နဲ့ဝန်းကျင်ပေါ့။နှစ်ခုစလုံးသူ့အတိုင်းတာနဲ့သူအရေးပါတယ်။ဥပမာအချိုစားတာရှောင်ကျင်နေဆိုပါစို့။ကိုမျက်စိရှိအဲ့ဒီအစားအသောက်တွေထားတာပြီးရှောင်နိုင်မလားဆိုတာစဉ်းစားကြည့်။မလွယ်ပါဘူး။အတွင်းထဲကတမာရီအတော်ကောင်းမှပဲဖြစ်နိုင်မှာ။ ပဝင်းကျင်မှာလည်းရှိမနေအောင်ထားလိုက်ရင်ထိနိုင်ဖို့လွယ်သွားရောခတ်သေးသေးကိစ္စလေးတောင်ဒီလိုဆိုရင်ကြံတဲ့ကိစ္စတွေဆိုပဝင်းကျင်ကဘလောက်အရေးကြီးတယ်လဲဆိုတာပြောနေစရာတော့မလိုဘူးတို့ပဲမဲ့အခါခတ်တဲ့အဲ့ဒီပဝင်းကျင်အဲ့ဒီပြင်ပအကြောင်းတရားတွေကိုပဲလက်ညှိုးထိုးမနေစေချင်တာပါအချိန်နေမပေးလို့ဆိုတာထက်ပေးထားတဲ့အခြေအနေမှာကိုပဲအကောင်းဆုံးဖြစ်အောင်ရှင်သန်နေထိုင်ဖို့တိတ်အရေးကြီးပါတယ် ဒေါက်တာဖြိုးတီဟာ15ရက်6လ2025